။အင်းတော်မျိုးတွင်စောစုအထိုင်းချစကန်းရှိစဉ်ကမြို့ခံပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ဖို့ဒလန်လုခဲ့တဲ့နေခံပြူစော်တီတချို့နဲ့ရှမ်းနီ SNE တပ်ဖွဲ့ဝင်တချို့ကိုမြို့သိမ်းတိုင်ပွဲပြီးတဲ့နောက်ဖမ်းဆီးရမိကလက်ရှိမှာကျွလွန်ခဲ့တဲ့ပြစ်မှုတွေအတွက်စစ်ဆေးအေးအေးယူဖို့ဆောင်ရွက်နေတယ်လို့စေတရင်းမြစ်တူကပြောပါရယ်။ပြီးခဲ့တဲ့အေဘီလာ9ရက်မှာအင်ဒိုမျိုးစိုးစုနောက်ဆုံးလက်ကျန်စကန်ဂျပန်နိုင်ငံကုန်းကိုတော်လိုင်းရဲ့တပ်ဖွဲ့တွေကအပိသက်သိမ်းယူနိုင်ခဲ့ပြီးအဲ့ဒီလိုသိမ်းယူနိုင်ချိန်အဆိုပါနေခံပြူစော်တီတွေကိုဖမ်းဆီးရမိခဲ့တာပါ အင်းတော်မျိုးသိန်းတိုက်ပွဲအတွင်းစကန်းဆုံးကထွက်ပြေးတဲ့တမခွန်ခွန်ယူဟာမူအပါဝင်စိုးစုအင်အား190ကျော်ကိုကတာမြို့နယ်အတွင်းမှာဖမ်းဆီးရမိခဲ့တာဖြစ်ပြီးနေကန်ပြူစော်တီနဲ့ SNL တပ်ဖွဲ့ဝင်30ခန့်ကိုတော့ဂျပန်လိုင်းကူကုန်းကိုသိမ်းပိုက်ချိန်မှာဖမ်းဆီးရမိခဲ့တာပါအဆိုပါနေကန်ပြူစောတီတွေဟာ2022ခုနှစ်အတွင်းအင်းတော်မျိုးနယ်နတ်မဟုတ်ကြီးကျေးရွာက အမျိုးသားရှင်အိုကိုအစုလိုက်အပြုံလိုက်တက်ဖြတ်ရမှာပါဝင်ခဲ့သူတွေနဲ့မြို့ခံပြည်သူတွေကိုလက်ညှိုးထိုးပြီးစော့စုကိုဖမ်းဆီးမျက်မှန်းနှိပ်စက်ခိုင်းရမှာပါဝင်ခဲ့သူတွေဖြစ်တယ်လို့ဆိုပါရယ်စော့စုကအဲ့ဒီပြူစောတိတွေကိုလက်နက်တက်ဆင်ပေးထားခဲ့တာဖြစ်ပြီးပြူစောတိတွေဟာအင်းတော်မြို့ဝင်ထွက်ဂိတ်တွေမှာပြည်သူတွေကိုဖမ်းဆီးတာဒူးထောက်ရိုက်နှက်တာဝိညာဉ်တရတွေလှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ဒေသခံကပြောပါရယ်အဲ့ဒီအချိန်ကလေးကအင်းတော်အပါဝင် စကိုင်းတိုင်းတွင်ကဗမောင်းကောလင်းပင်လယ်ဘူးမြောင်စလင်းကြီး ပလဲရင်းမပင်ခင်ဦးတစဲရေဦးရွှေဘူအရာတော်နဲ့ဝက်လက်စတဲ့ဒေသတွေကပြည်သူတွေဟာရာဇဝတ်သားလိုနေထိုင်ခဲ့ကြပြီးစုပ်စုနဲ့ပြည်စောတိတွေရဲ့အချိန်မရွေးရံပြူနှိပ်ဆက်ငွေညှစ်ဖန်းစီထောင်ချတာတွေကိုရင်ဆိုင်ကြုံတွေ့ခဲ့ရကြတယ်လို့ဒေသခံတွေကပြောပါတယ်။ အင်းတော်မျိုးသိန်းတိုက်ပွဲမှာဖမ်းဆီးရမိခဲ့တဲ့ပြူစောတိတွေဟာလည်းအဲ့ဒီလိုပြစ်မှုတွေကိုကျူးလွန်ခဲ့ကြသူတွေဖြစ်တယ်လို့စီးရဲသတင်းမြစ်ကဆိုပါတယ်။